စီပွားရေးချက်ချာကြတဲ့စံတုံ area တွေမှာရှိတဲ့ The Shade စံတုံ1 Low Rise Condo လူကြီးမင်းတို့နောက်ထပ်မိတ်ဆက်ပေးမယ် Low Rise Condo ကတော့ The Shade စံတုံ1 Condo ပဲဖြစ်ပါတယ်အတွင်းကဖွဲ့စည်းပုံနဲ့ facility တွေကိုကျွန်တော်အထက်မှာအသေးစိတ်လိုက်ပြပေးပါမယ်ဗျအခုမြည်တွေ့နေရတော့ယူကူကံပဲဖြစ်ပါတယ်အရန်ကိုလပါတယ်ဗျဒါကတော့ယောဂရုံပဲဖြစ်ပါတယ် Space လေးကလည်းတော်တော်လေးကိုကျေပါတယ်ဗျဒါတော့ fitness center ပဲဖြစ်ပါတယ် equipment တွေကလည်းတော်တော်လေးစုံတာတွေ့ရပါတယ် ဒါတော့ခြေလုံးလို့ရတဲ့ Photoshop ပဲဖြစ်ပါတယ်။ Auto Garden နေလည်းထပ်ထားပြီးသားပါတယ်ဗျ။အပေါ်ထပ်မှာဆိုရင် Rooftop Garden နေလည်းရှိပါတယ်။ကျွန်တော်အခုပြပြမှာတော့36 square meter Walker Room ခံရဖြစ်ပါတယ်။ဒီခန်းကိုဝင်လာခြင်းမှာဆိုရင် Living Room ရှိမယ်။ Living Room နဲ့ Dining Room ထားပြတော့တွေ့ရပါတယ်ဗျ။ဒါတော့အိတ်ခံပဲဖြစ်ပါတယ်။အိတ်ခံရဲ့ဖွင့်စုံပုံကလည်းတော်တော်လေးကိုလာပါတယ်။ Kitchen ကိုတော့ကြည့်ရအောင်။ဒီချန်ကဲမှာဆိုရင်ဒီတိုင်းကျွတ်တန်းထားပြီးသားမယ်။ ဝက်ဘ်ဆိုက်တော့ကပြီးတော့တွေ့ရပါတယ်ဗျာဒါတော့ e channel ပဲဖြစ်ပါတယ်အခုပြပြမှာတော့60 square meter ကျူပဲလုပ်တာဖြစ်ပါတယ်။ဒီကန်ကိုဝင်လာခြင်းပြပက်ချမ်းမှဆိုရင် spray kitchen ထားရတော့တွေ့ရပါတယ်။ van slide တော့ကာပြီးတော့တွေ့ရပါမယ်။ kitchen ဖွဲ့စည်းပုံတွေကတော်တော်လေးကိုလောက်ပါတယ်ဗျ။ဒါကတော့ living room area ပဲဖြစ်ပါတယ်။ living room ရဲ့ကဲမှာဆိုရင် balcony တစ်ခုရှိမယ်။ခြံလျောက်တော့ကြည့်အောင် ပထမအခမ်းအနားဖြစ်ပါတယ်။ဒီအခမ်းအနားမှာဆိုရင်ပထမဆုံးအခမ်းအနားဖွင့်စည်းပေးတာပါခင်ဗျာ။ဒါတော့နောက်ဆုံးမစတာဘက်ရုံးခမ်းအနားဖြစ်ပါတယ်။မစတာဘက်ရုံးရဲ့အခမ်းအနားဆိုရင်ပထမဆုံးအခမ်းအနားတော့တွေ့ရပါခင်ဗျာ။အဲ့တော့ location ကောင်းမှတရှိရဲ့သိစိတ်သတ်ဝမ်း Loris ကိုလို့စုံစမ်းလို့ဒီလူကိုယ်တိုင်လည်းသိရှိရဖို့ဒီအောက်မှာပြရတဲ့ဖိုင်ပါနဲ့ဖုန်းနံပါတ်ဆက်သွယ်မိမယ်ဆိုတဲ့နေပါတယ်။ ဲ့နေမှာရှိတဲ့ပုံတို့နဲ့လုံးချင်ဝင်ဝင်ဆိုတော့ GNG Thai House Space ကိုဆက်သွယ်ပြီးပြန်ဆောင်စမ်းနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်